တ်သားများအားလုံးပဲမင်္ဂလာခင်ဗျာဒီညမှာကျင်းပခဲ့တဲ့ Lamborghini Superfight ပြိုင်ပွဲကြီးကတော့ကြော်စွာဝင်းသိမ့်ပိုက်သွားတဲ့ညဖြစ်သွားပြီခင်ဗျာဘာကြောင့်လဲဆိုတော့ပြိုင်ပွဲအပြီးမှာပေးအပ်ချင်းမြင့်တဲ့ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရွှေဖလားကြီးကိုလည်းကြော်စွာဝင်းကပိုင်ဆိုင်ရရှိသွားခဲ့လို့ပဲဖြစ်ပါတယ်ဒီတော့ကြော်စွာဝင်းဟာသူ့ရဲ့ဖဲတဲ့ချင်းကိုကိုစားပြီးထိုးရဲ့ပထမဆုံးပွဲစဉ်ပါတယ် အလဲထိုးနိုင်မွဲလဲယူပြနိုင်တယ်ပြိုင်မွဲရဲ့အကောင်းဆုံးကစားသမားစုကိုလည်းရယူနိုင်ခဲ့တယ်ဆိုတော့အမှတ်တမ်းကောင်းကိုပိုင်ဆိုင်ရရှိသွားခဲ့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျော်တော်ဝင်းဟာဒီနေ့ပွဲကိုလက်ရည်အသာစီးနဲ့အကောင်းဆုံးပုံစံထုတ်ပြပြီးတော့ထိုက်ထိုက်တန်တန်အနိုင်ပြသွားခဲ့တာဖြစ်ပါတယ်ခင်ဗျထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကလည်းမြန်မာနိုင်ငံတော်အလံကြီးကိုကင်မြောက်ပြီးကျော်တော်ဝင်းကိုလာရောက်အားပေးတာမြင်တွေ့ခဲ့ရပါတယ်ခင်ဗျလမ်ပီနီစူပါဖတ်ပြိုင်ပွဲရဲ့ တတ္တမမြောက်တွဲဆိုင်အဖြစ်ပွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။မြန်မာဖိုက်တာလေးကျော်စွာဝင်းကို Time Fighter လေးနဲ့ပွဲတင်ပေးထားခဲ့တာပါခင်ဗျာ။အသက်16နှစ်အရွယ်သာရှိသေးတဲ့ Time Fighter လေးပတ်တော်စားသူကလည်းမွေထိုင်းပွဲတွေတော်တော်များများထိုးထားတဲ့ Fighter လေးဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာတော့ပတ်တော်ဆိုင်ဟာကျော်စွာဝင်းကိုဘလို့မှမရှင်နိုင်ခဲ့ပါဘူး။ခဲတဲ့ချိန်မှာကျော်စွာဝင်းကိုဘလို့စနစ်တကျလက်ကျင်ပေးထားရဲဆိုတာဒီပွဲမှာမြင်တွေ့ခဲ့ရပါတယ်ခင်ဗျ။ကျော်စွာဝင်းဟာ ပထမပွဲကြီးကလေးကဟိုအตาစီးနဲ့ကစားပြီးတော့ပွဲကိုထိန်းချုပ်သွားခဲ့တယ်ပထမပွဲကြီးမှာသူ့ရဲ့မျက်လုံးကွဲသွားပြီးတော့ရှိခဲ့တာပေါ့လေမျက်ခုံးပေါ့မျက်လုံးတော့ပေါ့မျက်ခုံးကွဲသွားလေးရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါကလွဲရင်သူဟာလက်သီးတွဲလုံးနေရှေကန်ချက်တွေကိုအသုံးပြုပြီးတော့ပတ်တောင်ဆိုင်ကိုအตาစီးကထိုးပြပြီးတော့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ခင်ဗျဒုတိယပွဲစီကတော့ကျော်စော်ဝင်းရဲ့ပွဲစီဖြစ်သွားပါတယ်ပတ်တောင်ဆိုင်ဟာဘာမှလုံးဝပြနိုင်တော့ပါဘူး နောက်ဆုတ်ပြီးရင်နောက်ဆုတ်ဆိုသလိုနောက်ဆုတ်ကစားရင်ခန်းစစ်စည်းတွေကိုရောက်သွားခဲ့ပါတယ်။ဒါကြောင့်ကျော်တော်ဝင်းကနောက်တောင်းကြအောင်ထိုးပြလိုက်တယ်။အဲ့ဒီချိန်မှာဒိုင်လူကြီးကအမှတ်စဉ်ရွတ်လို့ပတ်ပေါင်းဆိုင် ပြန်ထလာတယ်။ပွဲဆက်ထိုးဝင်မဲ့ခန်းချက်ကပြတ်နေပါပြီ။ဒီချိန်မှာရင်ကျော်တော်ဝင်းကအလဲထိုးအမောက်သိပ်ပြစ်လိုက်ပါတော့ခင်ဗျ။ဟုတ်ကဲ့ကျော်တော်ဝင်းဟာအခုဆိုရင်ဖဲတဲ့ချင်းမြက်ပထမဆုံးကိုစားပြုပွဲစဉ်မှာနိုင်မွေးရောက်ပြလိုက်နိုင်ဖြစ်ပါတယ်။ ်ပြီးတော့ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားစုရွှေဖလားကြီးကိုလည်းသိမ့်ပိုက်ပြခဲ့ပါပြီ1နဲ့ထိုက်တယ်နဲ့ဆိုတာကိုကြော်စားဝင်းထုတ်ပြလိုက်တဲ့ပွဲစဉ်ပါပဲခင်ဗျဒီတော့1 championship ပါဘလူးဖိုင်တာမျိုးနဲ့ကြော်စားဝင်းကိုပေးတွေ့လိမ့်မလဲဆိုတာကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ဖို့သာရှိပါတော့ခင်ဗျာကြည့်ရှုအားပေးပြိတ်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ